ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကကမြန်မာလူမျိုးအယောက်20ကိုမြန်မာပြည်သို့ပြည်နှင်တန်းပြန်ပို့ပြီးစကားစရဲ့စစ်ကြောရေးစခန်းမှာချုပ်နှောင်ထားလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့မြန်မာနောင်းနဲ့ X Media က မေလ23 2025မှာတင်ဆက်သွားတာကတော့သမ္မတဒေါ်နယ်ထရန့်ဟာသူ့နိုင်ငံမှာခိုးဝင်ကျူးကျော်ဒါမှမဟုတ်စိုးသွန်ဒုစရိုက်တွေကိုနိုင်ငံတွင်းကနေပြီးတော့ပြည်နှင်တန်းတွေပေးမောင်းထုတ်ရှင်းလင်းနေတဲ့အချိန်မှာမြန်မာလူမျိုးများလည်းပါဝင်လာပါပြီပြီးခဲ့တဲ့တစ်ပတ်ကတောင်ဆူဒန်နိုင်ငံကိုမြန်မာမရင်းသမားနှစ်ယောက်ကို green card ခိုင်ဆောင်ထားပေမဲ့လည်းမရပါဘူးစကားစကားလက်မခံလို့ဆောက်ဆူဒန်ကိုပို့လိုက်ပါပြီ။ အခုလည်းပြီးခဲ့တဲ့လကစပြီးတော့စကားစကားတမရထရန့်ကိုပြန်ပို့လိုက်မြန်မာလူမျိုးတွေရဲ့စည်ရင်နဲ့နောက်ကျောင်းရာဇဝင်တွေကို စစ်ဆေးပြီးသူတို့အလိုရှိတဲ့လူတွေဖြစ်နေလို့လားတော့မသိဒီနေ့ထိမြန်မာအယောက်20ကိုပြန်လည်လက်ခံလိုက်ပြီးနာမည်ဆိုးဖြင့်ကြော်ကြားလူသိများနေတဲ့စစ်ထောက်လန်းရေးရဲ့စစ်ကြောရေးစခန်းမှာထိန်းသိမ်းလိုက်ပြီးဆိုတဲ့သတင်းမှဖြစ်ပါတယ်။စကားစရဲ့ထုတ်ပြန်ချက်အရတော့တမရထရန့် ပြန်ပို့လိုက်တဲ့ပြည်နှင်တန်ခံရတဲ့မြန်မာလူမျိုးစုစုပေါင်းအယောက်20ရှိပြီးအမျိုးသား16ယောက်နဲ့အမျိုးသမီး၄ယောက်ပါဝင်ကြောင်းပြည်သက်တွေမျှော်လင့်နေတဲ့ပန်ဆယ်လိုတော့ပါဝင်လားမသိရသေးပါဘူးစကားစကားထုတ်ပြန်ထားပါတယ်အဲ့ဒီထဲက73ယောက်ကတော့ပြီးခဲ့တဲ့ဧပြီလကပြန်ရောက်လာပြီးတော့မေလာရဲမှာတော့နောက်ထပ်9ယောက်ထပ်မံရောက်ရှိလာကြောင်း သိရပါတယ်စကားစကားကတော့ပထမအကြိမ်ပြည်နယ်တန်ခံရ၍ ြည်တော်ပြောင်းဝင်လာသော9ယောက်ထဲမှအမျိုးသား၄ယောက်နဲ့အမျိုးသမီး၃ယောက်ကိုတော့စစ်ဆေးမေးမြန်းပြီးပြန်လွတ်ပေးလိုက်ပြီးတော့ကြံသူများကိုတော့ဆက်လက်ချုံနှောင်းစစ်ဆေးနေကြောင်းပြောပါတယ်။အဲ့ဒီစစ်ကြောရေးစခန်းဟာဆိုရင် သူမတူအောင်ရက်ဆက်ကြမ်းကြုတ်ခြင်းအတွေ့အလွန်နာမည်ကြီးနေပြီးတော့နိုင်ငံအတွင်းအဆိုးဆုံးတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့နေရာပဲဖြစ်ပါတယ်။ရှစ်လေးလုံးအရေးခင်းတော့လည်းအဲ့ဒီနေရာဟာရေကြီးအိုင်ဆိုပြီးတော့ နာမည်ကျော်ကြားခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ပြည်နေတန်ခံရသူတွေကိုစကားစရဲ့စစ်ဖက်ဆိုင်ရာအရာရှိချုပ်ယုံကနေပြီးတော့ကုတ်ကဲနေကြောင်းစစ်အစိုးရရဲ့ထောင်နှိုင်းရေးအစိုးအဖွဲ့ကပြောပါတယ်။အဲ့ဒီရေကြီးရင်ခေါ်အောင်တပြေစစ်ကြောရေးစခန်းဟာမရန်ကုန်းမြို့နယ်မှာတည်ရှိပြီးတော့ရန်ကုန်လေစိတ်နဲ့လေးမိုင်သာကွာဝေးကြောင်းပြီးတော့အဲ့ဒီစစ်ကြောရေးစခန်းဟာစကားစကိုပုံကန်စာနာပြသူတွေကိုခက်ဆက်ဆက်က ဖမ်းဆီးချုံနှောင်နှိပ်စက်ပြီးတော့အလောင်းအဖြစ်မြေခါတော့မှာပဲရုတ်တရက်တည်ဆုံသွားကြောင်းမိသားစုကသိရတဲ့နေရာဖြစ်ပြီးတော့ဖေဗူအာရီ2021နောက်ပိုင်းမှာအဆိုးဆုံးဖြစ်ခဲ့ပါတယ်။ American အဆိုးရရဲ့ ICE အဖွဲ့ကစကားဆကို နောက်ထပ်မြန်မာလူမျိုး28ယောက် ပို့အုံးမယ်လို့ပြောတော့စကားဆကနာမည်စီးရင်နဲ့ကိုရေးမှတ်တမ်းအချက်အလက်တွေကိုကြည့်ရှုရန်တောင်းဆိုထားပြီး လက်ခံမလားလက်မခံဘူးလားဆိုတာအကြောင်းပြန်သွားမယ်လို့သိရပါတယ်။စကားစကားလိုချင်နေတဲ့သူနှစ်ယောက်ပေါင်းဝင်နေကြောင်းလဲလောလောဆယ်သတင်းရထားပါတယ်။ပြည်နယ်တန်းပို့ခံရမယ့်သူတွေစီးရင်ကိုတော့မီဒီယာတွေကအသေးစိတ်မသိရသေးကြောင်းပြောပါတယ်။စကားစရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းရဲ့ DHS America ပြည်တွင်းလုံခြုံရေးအဖွဲ့တွေကတော့ဒီမီဒီယာတွေကမေးတဲ့လူနာမည်စီးရင်တွေအတွက်ဘာတစ်ခုမှတော့မတုံ့ပြန်သေးပါဘူး။ ပြည်ပရောက်မြန်မာ NGOG တွေရဲ့မြန်မာနိုင်ငံရေးလှုပ်ရှားသူတွေကလည်းပြန်ပို့ခံရတဲ့မြန်မာတွေရဲ့အမိနဲ့ဘာကြောင့်ပြန်ပို့ခံရတာလဲအကြောင်းတွေကိုမိသားတွေကိုလည်းပြည်တွင်းလူညော်ရေးအဖွဲ့ကဘာတစ်ခုမှပြန်လည်မဖြေကြားပဲမြန်မာနိုင်ငံရဲ့အစိုးရကိုဒါရိုက်ဆက်သွယ်ပြီးစောင့်ရိတ်နေကြောင်းပဲပြန်လည်ဖြေကြားတယ်လို့သိရပါတယ်။ UN တန်အမတ်ကြီးဦးကျော်မိုးထွန်းကတော့ဘာဆက်လုပ်မလဲမသိသေးပါဘူးခင်ဗျာ။ သမ္မတဒေါ်နယ်ထရမ့်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီ2025မှာ US အင်ဖြူတော်ကိုဒုတိယအကြိမ်ပြန်ရောက်လာကြတဲ့ကမြောက်များလှစွာသောအမိန့်များထုတ်ပြန်ပြီးဒီကနေ့ထိနိုင်စင်ရက်ဆက်လက်မှတ်တွေထိုးပြီးထုတ်ပြန်လျက်ရှိရာမြန်မာနိုင်ငံကနေစစ်အုပ်ချုပ်ရေးကြောင့်စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့သူတွေအမေရိကမှာနိုင်ငံရေးခုံလုံးခွင့်ရှောက်ထားသူတွေကျောင်းဗီဇာတွေအခြားဗီဇာတွေနဲ့ရောက်ရှိလာပြီးနိုင်ငံရေးခုံလုံးခွင့် တောင်းထားသူတွေအတွက်အလွန်စိုးရိမ်စရာရောက်နေပြီးမရေရာတဲ့အခြေအနေတွေကိုရင်ဆိုင်နေရကြောင်းအမေရိကမှမြန်မာအရေးလှုပ်ရှားသူတွေရဲ့ NGOG အဖွဲ့တွေရဲ့ကပြောပါတယ်။ထိုင်းနဲ့မြန်မာနယ်စပ်ကဒုက္ခတဲ့အခြေစိုက်စခန်းတွေကလည်း UN ကနေထောက်ပံ့ကြေးငွေတွေရပ်တန့်သွားပြီးဖြစ်တာကြောင့်ဒုက္ခတဲ့စခန်းတွေမှာစားဝတ်နေရေးတွေအလွန်အခက်အခဲတွေတွေ့နေရပြီးစက်နေလို့လည်းအဆင်မပြေပြည်တွင်းပြောင်းဝင်ရမလို့လို့တွေဖြစ်နေကြကြောင်း အမေရိကမှာနေထိုင်နေကြတဲ့သူတို့ရဲ့ဆွေမျိုးတွေဖြစ်တဲ့မြန်မာ refugee အသားဝိုင်းကမိသားစုတွေကပြောပါတယ်။သမ္မတဒေါ်နယ်ထရန့်အနေနဲ့ကတော့သူ့တိုင်းပြည်ထဲမှာရှိနေတဲ့အရင်သမ္မတတွေ စီကန် မရှိမျက်နာလွှဲထားခဲ့တဲ့ ခိုးဆိုးကျူးကျော်တွေကိုတစ်နှစ်ကိုအယောက်တသန်းနှုန်းနဲ့ပြည်နှင်တန်တွေကိုပေးသွားမယ်လို့သူ့အသားသမီးတွေဖြစ်တဲ့ American လူမျိုးတွေကိုကတိပေးထားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။တဲ့င်းကတော့ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်ထင်အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုတိုင်းနှစ်သက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye